Spring Platform Channel ကိုလာရောက်အားဖြည့်ပေးကြတဲ့ clicker ပေါင်းနဲ့တော်လန်ပြည်သူပေါင်းမင်္ဂလာပါဗျာအခုကျွန်တော်တင်ဆက်ပေးမှာကတော့စာရေးဆရာအင်းစိန်အောင်ဆိုးရဲ့အမှန်တရားဘတ်တော်သားစာအုပ်အပိုင်း9ဖြစ်ပါတယ်ကဲစလိုက်အောင်ခွေးစာအောက်ကလူစာကျွန်တော်မန္တလေးထောင်မှာအချင်းကြနေစဉ်ကာလက ဖြစ်ရမှန်ကိုတွေ့အဖြစ်ပြက်ကလေးတစ်ခုပါဒီအကြောင်းကိုပြန်လည်ထုတ်ဖော်ရေးသားရခြင်းဟာ တစုံတဦးကိုထိခိုက်နစ်နာစေလို့တဲ့အပြတ်သဘောဆောင်တဲ့စိတ်နေသဘောထားမျိုးမဟုတ်ပဲအရင်ခေတ်တုန်းကကျွန်တော်တို့အကျဉ်းသားတွေဘလို့ပုံစံမျိုးစားတောက်နေထိုင်ခဲ့ရတယ်ဆိုတာကိုနှောင်းလူတွေသိရှိနိုင်အောင် အမှန်တရားတစ်ခုကိုမှတ်တမ်းတင်ကြံရစ်စေလို့တဲ့အပြူသဘောဆောင်တဲ့စိတ်နဲ့ရေးသားခြင်းသာဖြစ်ကြောင်းစာဖတ်ပရိသတ်များကိုအတိပေးပြောကြားလိုပါတယ်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့အကျဉ်းထောင်တွေကိုထောင်ကြီးထောင်အလက်ထောင်အသေးဆိုပြီးတော့ ခွဲခြားထားတယ်လို့သိရတယ် ထောင်ဧရိယာကျဲဝင်းအကြီးအသေးရတာကြီးထောင်ခါခွေးထောင်ဂတ်ငယ်ထောင်ဆိုပြီးသုံးမျိုးသုံးစားခွဲခြားထားတယ်လို့ကျွန်တော်သိထားပါဗျ။အများအဖြစ်တော့တာကြီးထောင်ဆိုတဲ့အင်းစိန်ထောင်မန္တလေးထောင်မော်လမြိုင်ထောင်ကြီးတွေနဲ့ခါခွေးထောင်ဆိုတဲ့တာယာဝတီထောင်တောင်ငူထောင်မြင်းကြံထောင်တရက်ထောင်စတဲ့ထောင်မျိုးတွေမှာအကျဉ်းထောင်တွေရဲ့လုံခြုံရေးပုံမကောင်းမွန်စေဖို့အတွက်အမှုတန်းအရာထန်တွေအချင်းစစ်ခွေးလို့ခေါ်တဲ့ တင်နှံပေးပြီးတေချာစွာတင်ကြားထားတဲ့အကျဉ်းသားတွေကိုမြင်လိုက်တာနဲ့အလွန်ကြိုက်ချင်တဲ့ခွေတွေရှိကြပါတယ်။ကျွန်တော်ကြားဟုတာကတော့အင်းစိန်ထောင်မှာဝင်းကြီးလာကြည့်စဉ်ကာလကတရုတ်ပြအနေနဲ့ဝင်းနဲ့တယောက်ကခွေးကြိုက်လို့ရှိရင်သူ့အသားကိုခွေးဆွဲတွေမထိနိုင်အောင်ထူထပ်စွာချုပ်ထားတဲ့အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ပြီးတော့လှောင်ရင်တည်းကခွေးတွေကိုလှုပ်ပေးလိုက်တယ်။လှုပ်ပေးလိုက်ပြီးဆိုတာနဲ့တပြိုင်နက်အဲ့ဒီအဖြူရောင်ဝတ်ဆင်ထားတာကိုမြင်ပြီးဆိုတာနဲ့ကြိုက်ချင်လောက်အောင် မုံတီးအောင်လှုပ်ထားတဲ့အတွက်အဲ့ဒီခွေးတွေက အဲ့ဒီဝစ်ဆင်ထားတဲ့ဝန်ထမ်းကိုဝိုင်းဝန်းပြီးတော့ကြိုက်နေတာကိုဝင်ကြီးတို့တရုတ်ပြရတယ်လို့သိရပါတယ်။အရင်ခေတ်အဆက်ဆက်ကနေ2008ခုနှစ်နှစ်စမ်းပိုင်းထီအောင်အကျဉ်းသားတွေဟာပုံစံအဖြူအင်ကြီးပစိုးဝစ်ခဲ့ကြရတာအခုခေတ်နောက်ပိုင်းကျမှသာအကျဉ်းသားတွေအပြာရောင်အင်ကြီးပစိုးဝစ်ကြရတာပါ။အခုခေတ်ကာလဆိုရင်တော့အပြာရောင်မြင်ရင် မုန်းတီးပြီးတော့ကြိုက်ချင်အောင်လို့ခွေးတွေကိုတန်းတန်းပေးထားလိုက်မယ်လို့ကျွန်တော်ခံမှန်းမိပါတယ်။ကျွန်တော်ကိုယ်တိုင်အင်းစိန်ထောင်မှာရှိတဲ့စစ်ခွေးတိုက်ကို ပြစ်ဒဏ်နဲ့မရောက်ခဲ့ပေမဲ့လည်းမန္တလေးထောင်ပြောင်းခါနေမှာတော့နှစ်နာရီကြာလောက်စစ်ခွေးတိုက်မှာနေခဲ့ဘူးတယ်။ထောင်ပြောင်းသွားမယ်ကျွန်တော်တို့ကိုခြေချင်းခတ်ပြီးတော့စစ်ခွေးတိုက်တဲ့ထဲလို့ထမင်းကြွေးတယ်။အဲ့ဒီချိန်ကြမှာစစ်ခွေးတွေကိုဘလို့ထားတယ်။ပြစ်ဒဏ်နဲ့အကျဉ်းသားတွေစစ်ခွေးတိုက်ကိုရောက်လာရင်စစ်ခွေးတိုက်အပေါက်ဝါကနေပေ150လောက်ဝေးတဲ့မိမိနေရမယ်တိုက်ပေါက်ဝါအထီအောင်ဘလို့မိချောင်းတက်နေသွားရတယ်။စစ်ခွေးနဲ့ဘလို့ချင်းချောက်တယ်ဆိုတာတွေကိုအရင်ကြားထားတာတွေနဲ့ပေါင်းဆက်ပြီးတော့အဖြေထုတ်နိုင်ပါတော့တယ်။ အချင်းထောင်တွေရဲ့လုံခြုံရေးအတွက်တင်နန်းပေးမွေးမြူထားတဲ့ခွေးတွေဟာအရင်တစ်ချိန်ကတလွဲအတုံးချခံရဘူးတယ်အချင်းထောင်ဥပဒေအရဘောင်မဝင်တဲ့ချင်းချောက်မှုတွေအရင်ခက်ကရှိခဲ့တယ်အချင်းထောင်တိုင်းမှာတာဝန်ခံထောင်ပိုင်းဆိုတာရှိတယ်ထောင်သေးသေးထောင်ကြီးကြီးအဲ့ဒီထောင်ပိုင်းဆိုသူတွေရဲ့စိတ်နေသဘောတဘာဝအတိုင်းအုတ်ချုပ်ကြတယ်အချင်းထောင်ဥပဒေဆိုတာအရင်ကတော့စောက်ထဲမှာရှိတယ်ပါဇက်ကနေအချင်းသားတွေကိုထောင်ဥပဒေဆိုတာတွေကိုအပြင်းပြေပြောရင်သူတို့သဘောအတိုင်း စိတ်ကြိုက်ချဲ့လေအုပ်ချုပ်ခဲ့ကြတယ်။ကျွန်တော်တွေ့ကြုံမှုတလောက်ကတော့ဝန်ထမ်းတွေအကျဉ်းသားတွေပေါ်မှာစိတ်ကောင်းစေတနာအကောင်းနဲ့ပြုမှုပြောဆိုအုပ်ချုပ်တဲ့ထောင်ပိုင်းဆိုတာငားရောက်ပြည့်အောင်တော့မတွေ့ဘူးပါဘူး။မော်လမြိုင်တောင်၊အင်းစိန်တောင်၊မန္တလေးတောင်၊မြင်းကြံတောင်၊နောင်ချိုရဲဘက်စခန်း၊ရမ်မန်ကာလန်စတဲ့ထောင်တွေရဲဘက်စခန်းတွေမှာစစ်စုပေါင်းထောင်၃ခောက်ကို၂၁နှစ်ခန့်နေထိုင်ခဲ့ဘူးတဲ့ကျွန်တော်ကိုတွေ့မြင်ခဲ့ခံစားခဲ့ရတာတွေကတော့ ကိုယ်တဘောကိုဆောင်ပြီးကိုကြိုက်တယ်လို့အုတ်ချုပ်မင်းမူနေတဲ့ထောင်ပိုင်နေတာတွေ့ကြုံခဲ့ရတာပါ။ဒါကြောင့်ကျွန်တော်ဒါတွေရေးပြနေရတာလေဆိုရင်အဲ့ဒီလိုထောင်ပိုင်ဆိုးတွေတာဝန်ယူအုတ်ချုပ်နေချိန်တွေမှာကျွန်တော်တို့အကျဉ်းသားတွေအတွက်အဆအဆအရာရာခက်ခဲကြတယ်။ကိုမသွင်းရ၊စက်လိမ်မသွင်းရ၊မုတ်မသွင်းရ၊ဟင်းမသွင်းရဆိုတဲ့အမိန့်တွေကိုတမျိုးပြီးတမျိုးထုတ်နေတော့စားဝတ်နေရေးခက်ခဲကုန်ကြတယ်။ထောင်ဝင်စားပုံမှန်လာတဲ့သူတွေအတွက်တော့ပြဿနာသိမ့်မရှိပေမဲ့ 6လတနှစ်မှာထောင်ဝင်စာလာတဲ့သူတွေလုံးဝထောင်ဝင်စာမလာသူတွေဆိုတာထောင်ထဲမှာမုံရောင်ဟင်းရောင်ဆက်လက်ရောင်ကွန်ရောင်ပြီးစားဖို့ဖြည့်ရှင်းနေရတာပါအဲ့ဒီထောင်ပိုင်းတွေထုတ်တဲ့အမိန့်တွေကိုစတင်စီကံဖောက်ဖြတ်သူတွေကတော့တာမန်ဝန်ထမ်းတွေအကျက်တွေပါပဲသူတို့ကလည်းဒါတွေမှမသွင်းရမရောင်းရရင်သူတို့လစားသူတို့ရိတ်ခါနဲ့ဘလို့မှမိသားစုတွေစားဝတ်နေရေးမပြေလည်ကြတော့တဲ့အတွက်ထောင်ပိုင်းအမိန့်လည်းဂယူးမဆိုင်ကြပါဘူး ဝန်ထမ်းတွေကထောင်ပိုင်မသွင်းရဘူးဆိုတဲ့ဟာတွေမှတ်သမျှအကုန်သွင်းကြပါတော့တယ်။အမှန်ကတော့ထောင်ပိုင်တွေကပြောချင်ရပြောလုပ်ချင်တယ်လို့လုပ်နေကြတာပါ။အစိုးရကနေပြီးတော့ဒီလိုတွေပြောရမယ်ဒီလိုတွေလုပ်ရမယ်ဆိုပြီးတော့သူတို့တွေကိုဘာမှမပြောဘူးဆိုတာကျွန်တော်အရင်ထဲကသိနေခဲ့တာပါ။ဘာကြောင့်လဲဆိုရင်သူတို့အမိန့်တွေကိုဝန်ထမ်းတွေကဂယုမဆိုင်လုပ်နေရင်လေသူတို့အနေနဲ့ဘာမှအရေးယူတာမရှိတဲ့အတွက်ဒီလိုခံမှန်းတာပါ။ ဲ့ဒီအကျင်းထောင်စီမင်းဥပဒေဆိုတဲ့သက္ကလုံတွေကိုမြ мян တုံးနဲ့ထောင်ပိုင်မှန်သမျှဟာကျွန်တော်တွေ့တာကတော့လက်ပေးလက်ပြူသူတွေကိုကျိုးစည်းဝါအယမ်းကိုရှာတဲ့သူတွေဆိုတာကျွန်တော်သိခဲ့ရပါတယ်။တာမန်ချိန်တွေမှာဈေးပေါပေါနဲ့ထောင်ထဲကိုရောက်လာတဲ့စားတောက်ဆရာတွေဟာစီကန်းနေအမိန့်နေထုတ်လိုက်တာနဲ့တပြိုင်နက်ဈေးရခုန်တက်သွားပါတော့တယ်။နင်နာသူတွေကတော့ကျွန်တော်တို့အကျဉ်းသားတွေပါပဲ။ထောင်ပိုင်တွေကဘလောက်အမိန့်နေထုတ်ထုတ်ထောင်ထဲမှာနံပါတ်4စေးကြောက်အရက် ဒပ်လက်ဆိုတဲ့ယာတွေကမပြတ်ဝင်ရောက်နေသလိုမုတ်ဟင်းဆက်လက်ကုန်းယာတွေအပြင်နှလုံးသုံးလုံးဘော်လုံးဆိုတာတွေကလည်းလုံးဝရှိနေပါတယ်အရင်ကတထောင်နဲ့ပစ္စည်းတစ်ခုပဲဖြစ်ဖြစ်စားစရာတစ်ခုပဲဖြစ်ဖြစ်ထောင်ပိုင်ရဲ့အမိတ်ကြောင့်ဈေးတက်သွားပြီး1500ဖြစ်သွားပါတယ်တာမန်စားဖို့ကိုမနေ့ရှာဖွေနေသူတွေအတွက်ပိုဆိုးပြီးတော့ပိုခက်ခဲသွားပါတော့တယ်မန္တလေးထောင်မှာအဲ့ဒီလိုတွေဖြစ်နေချိန်မှာဝန်ထမ်းတယောက်ရှိခဲ့တယ်။သူ့နာမည်ကတန်းကို ဒါပေမဲ့ဝန်ထမ်းတွေရောအကျဉ်းသားတွေရပါသူ့ကိုခွေးတန်းကိုလို့ခေါ်ကြတယ်။အကြောင်းကတော့တန်းကိုကခွေးတင်တန်းတက်ထားပြီးဖြစ်တဲ့အတွက်သူ့ကိုမန္တလေးထောင်ရဲ့စစ်ခွေးတွေကိုတင်တန်းပြီးကျွေးမွေးတန်ရှင်းရေးပြုလုပ်ပေးရတဲ့အတွက်သူ့ကိုခွေးတန်းကိုလို့ခေါ်ကြတာပါ။သူတင်တန်းပေးထားတဲ့ခွေးတွေကိုလည်းလေပတ်နဲ့တန်ကြိုးချီပြီးမကြာခဏအိတ်ဆောင်တွေကိုလာတက်ပါတယ်။ကျွန်တော်တို့ရှေ့မှာသူ့ခွေးတွေကိုသူတင်ထားတာဘလောက်တော်ကြောင်တက်ကြောင်ပြောပြီးခွေးတွေကိုအမိတ်ပေးပြတာ။အဲ့ခါမှာခွေးတွေကမလိုက်နာတဲ့အတွက်ရှက်ပြီး နောက်ကိုသူ့ခွေးတွေခေါ်မလာတော့ပါကျွန်တော်ကနောက်ပြောင်ပြီးတော့ကိုတန်းကိုခမားခွေးတွေကတင်ထားပြီးဘလို့ဖြစ်တာလဲဗျာလို့နောက်တော့သူကရှက်ရှက်နဲ့ခွေးတွေကအကျဉ်းသားတွေကိုကြောက်ပြီးခိုင်းမရတာပါလို့ပြောတာကိုကျွန်တော်အမှတ်ရမိပါတယ်အဲ့ဒီစစ်ခွေးတကောင်ကိုကျွေးတဲ့ရိတ်ခါကကျွန်တော်တို့အကျဉ်းသားတယောက်ရဲ့ရိတ်ခါထက်ပိုပြီးများတယ်လို့သူကပြပြပါတယ်စစ်ခွေးတွေကိုမနက်တစ်ချိန်ညတစ်ချိန်အမဲရွအမဲရွနေ့စဉ်ကျွေးတယ်လို့သိရပါတယ်ပုံမှန်ချိန်လေးဆိုရင်ကိုတန်းကိုက ဟင်းထုတ်တွေဆွဲလာတတ်ပေမဲ့ထောင်ပိုင်းကဟိုဟာမသွင်းရဒီဟာမသွင်းရဆိုရင်တော့သူကနီးစနစ်တဲ့ဟင်းကိုရအောင်သွင်းပါတယ်ကိုတန်းကိုဟင်းထုတ်ကိုဘလို့နီးနေသွင်းတာလဲဆိုတော့ကျွန်တော်တို့အကျဉ်းသားတွေကိုရောင်းဖို့ဝက်ချတော့တို့ဝက်လက်တို့စပြုတ်ပြုတ်ပြီးတော့ကြွကြွအိမ်နဲ့အထုပ်လေးတွေထုတ်ပါတယ်အသေးချီလိုက်တာပါအဲ့လိုထုတ်ထားတဲ့ဟင်းထုတ်လေးတွေကိုလက်ဆွဲကော်ပုံအမဲတွေကို CV ထည့်လိုက်ပါတယ်ပုံထဲမှာဟင်းထုတ်လေးတွေထည့်ပြီးတာနဲ့အပေါ်ကနေခွေးစာကြွေးကိုပြုတ်ထားတဲ့အမဲရွတ်တွေလောင်းထည့်လိုက်ပါတယ် ိုတန်းကိုတယောက်အချင်းထောင်ဘူးတကားဝါကိုဖြတ်တန်းဝင်ရောက်ချိန်မှာတော့ဘူးတကားတာဝန်ကျဝန်ထမ်းတွေကရှာဖွေရေးလုပ်ပါတော့တယ်။ကိုတန်းကိုရဲ့ခန္ဓာကိုယ်မှာဘာမှမတွေ့သလိုသူဆွဲလာတဲ့ပုံထဲမှာလည်းခွေးစာဖြစ်တဲ့အမဲရွတ်တွေအမဲရိုးတွေသာမြင်တွေ့နေရတဲ့အတွက်ကြောင့်တာဝန်ကျဝန်ထမ်းတွေဟာဒါဟာခွေးစာကြွေးဖို့ဆိုတာသိနေတဲ့အတွက်ဘာမှမပြောတော့ဘဲသွားခွင့်ပြုလိုက်ပါတယ်။ဒီစကားတွေအားလုံးကကိုတန်းကိုပြောပြတာပါ။ကိုတန်းကိုတယောက်ခွေးစာပုံကိုဆွဲလာပြီဆိုရင် ဟင်းဝယ်စားမယ်ကျွန်တော်တို့က ပျော်နေကြပါတယ်။ရေဘုံအပေါ်ကခွေးစာတွေကိုအခြားပုံးတစ်ခုနဲ့ခဏလှဲထည့်ပြီးခွေးစာရဲ့အောက်ကလူစားဖို့ဟင်းထုတ်လေးတွေကိုကြည်ရင်တစ်ခါတစ်ခါကျွန်တော်ဝမ်းနေမိပါတယ်။ငါတို့ဘဝကစိုးလာကြည်လား။ခွေးစာရဲ့အောက်ကဝက်ယူလာတဲ့ဟင်းထုတ်လေးတွေကိုကြည်ရင် မစားခြင်းတလို့စားခြင်းတလို့နဲ့နောက်ဆုံးတော့လေဝယ်စားရတာပါပဲ။အခုကျွန်တော်ကြောက်ခဲတဲ့စပလုံးများပါတော့ပုံစံထမင်းဆိုတဲ့အပိုင်းကို ဆက်လက်တင်ဆက်ပေးပါဦးမယ်။ဘာဖြစ်လို့ဘာယောဂါမှမဖြစ်ကြတာလဲ။လူတွေဟာတယောက်နဲ့တယောက်ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူညီသလိုစိတ်နေသဘောထားဟာလည်းတော်တော်လေးကိုခြားနာကွဲပြားကြပါတယ်။တချို့လူတွေဟာဒုက္ခတွေအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာအရှုံးပေးလို့ဘဝကိုစတေးလိုက်ရတဲ့သူတွေရှိသလိုပြဿနာတွေဒုက္ခတွေစိတ်ညစ်စရာတွေစိတ်ဆင်းရဲစရာတွေကိုရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ရဲရဲဝင့်ဝင့်ရင်ဆိုင်ဖြည့်ရှင်းပြီးတော့ပုံမရင့်ကျက်ထက်မြက်လာသူတွေကိုလည်းမြင်တွေ့ရပါတယ်။ဒုတိယမျိုးစားကတော့တတုံနေပါပါတယ်။ဒါပေမဲ့အကျင်းထောင်ရဲဘတ်စခန်းတွေမှာရှိတဲ့အကျင်းသား69ရာခိုင်နှုန်းဟာတူညီတဲ့အချက်တစ်ခုရှိတာကိုတွေ့ကြရပါတယ်။ထောင်ထဲမှာ18နှစ်ကျော်နေလာခဲ့တဲ့ကျွန်တော်အကျင်းသားတွေဥအတက်ပေါက်လို့အပြင်စေးရုံထွက်ပြီးခွဲစိတ်ကူတာရတယ်ဆိုတာမရှိသလောက်ဖြစ်တဲ့ကိစ္စဟာတတော်ထူးဆန်းနေပါတယ်။ ထောင်ထဲမှာစားတော့ရတဲ့အချိန်လေးရဆိုရင်ကျွန်တော်တို့အကျဉ်းသားအများစုဟာဥတက်ပေါက်တယ်ဆိုတဲ့ယောဂါကိုဖြစ်ကိုဖြစ်ရမှာပါအပြင်လောကမှာအိမ်တိုင်းထမင်းမချက်ခင်စံစည်ထဲမှာရောနှော့ပါနေတဲ့ဇပလုံးကိုကုံစင်တလောက်ကောက်ပြီးမှသာထမင်းချက်လို့စားကြတာပါဘာကြောင့်ဇပလုံးတွေကိုကောက်ပြီးလွှင့်ပြကြတာလဲဆိုတာကျွန်တော်ကြားဘူးတလောက်ကတော့ထမင်းချက်လို့ဇပလုံးပါသွားပြီးစားမိတဲ့အခါအဲ့ဒီဇပလုံးဟာဥတက်ကလေးတွေဝင်သွားပြီးအလုံးကြီးအကျဉ်းကြီးများလာတဲ့အခါမှာဥတက်ဟာ ပုတ်သွားတယ်လို့ကြားမှုပါတယ်။အချိန်မီခွဲစိတ်ကူတာမှုမလုပ်နိုင်ရင်တော့တိတ်သွားတာများတယ်လို့သိရပါတယ်။ဒီစကားကိုကျွန်တော်ငငယ်တည်းကကြားမှုသလိုအခြားသူတွေလည်းသိကြကြားမှုကြတယ်ဆိုတာသိကြပါတယ်။အပြင်လောကမှာတော့ဦးတက်ပေါက်လို့ခွဲစိတ်ကူတာရတဲ့သူတွေဟာနေ့စဉ်ဒီပါရှိပါတယ်။ဘာတွေကိုစားလို့ဇပလုံးတွေဘလောက်များများစားမိလို့ဦးတက်တွေပေါက်ပြီးခွဲစိတ်ကြတိတ်ဆုံးကြတာများနေရလဲဆိုတာကျွန်တော်အယမ်းသိချင်မိပါတယ်။ဘာကြောင့်ဒီလိုရေးရတာလဲဆိုရင ကျွန်တော်မန္တလေးထောင်ထဲမှာနေခဲ့တဲ့10နှစ်ကျော်ကာလမှာအနည်းဆုံး9နှစ်လောက်စားခဲ့ရတဲ့ထမင်းဆိုတာကြောက်ခဲတဲ့စပလုံးတွေများစွာပါတဲ့ပေါင်းထမင်းကိုမကြာခဏစားခဲ့ရတာပါအဲ့ဒီအချိန်ကာလကမန္တလေးထောင်မှာယောက်ျားလေးမိန်းကလေးအချင်းသူအချင်းသားအချုပ်သူအချုပ်သားစုစုပေါင်း9000ကျော်အမြဲရှိနေချိန်မှာအချင်းဦးစည်းဌာနရဲ့အထက်လူကြီးတာဝန်ရှိသူတွေဟာစံကောင်းကောင်းကိုဝယ်ပေမဲ့တွားရောက်ထုတ်ယူသူတွေကစံကုန်တဲ့စံပွဲစားတွေနဲ့လဝါရိုက်ပြီး အပြင်လောကမှာရောက်မရတဲ့အောက်ကျုံးဆန်တွေကိုအကျဉ်းသားတွေရဲ့စံအိတ်တွေနဲ့လဲလှယ်ပြီးလှုပ်ရှားခဲ့ကြလို့ကျွန်တော်တို့အကျဉ်းသားတွေနှစ်အတန်ကြာဒီလိုမကောင်းတဲ့ဆန်မကောင်းတဲ့ထမင်းတွေကိုထောင်နဲ့ချီတဲ့အကျဉ်းသားတွေဟာစားခဲ့ရပါတယ်။နှစ်ချီပြီးကြောက်ခဲတဲစပလုံးရောထွေးနေတဲ့ထမင်းကိုစားခဲ့ရပြီမယ်လေ။ကျွန်တော်တို့အကျဉ်းသားတွေဘာကြောင့်ဦးတက်ပေါက်တယ်ဆိုတဲ့ယောဂဝေဒနာကိုမဖြစ်ကြတာလဲဆိုတာထောင်ထဲမှာနေကြတဲ့ကျွန်တော်မကြာခဏစဉ်းစားပြီးမယ်အဖြေရှာမတွေ့ခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်ငါဘယ်ချိန်ညပိုက်အောင်မလဲဦးတက်ပေါက်မလဲဆိုတဲ့အတွေ့မကြာခဏတွေ့ပြီးစိုးရိမ်စိတ်ဖြစ်မှုပါတယ်ဒါပေမဲ့ဘာမှတော့မဖြစ်ခဲ့ပါဘူးကျွန်တော်1999ခုနှစ်လေးလပိုင်းထဲမှာမန္တလေးထောင်တိုက်ခမ်းအတွင်းစတင်နေရစဉ်မှာပူပြင်းလွန်းတဲ့မန္တလေးနှွေနဲ့စတင်ထိတွေ့ရတဲ့အတွက်မန္တလေးထောင်ရောက်ပြီးရပ်ပိုင်းတွင်မှာကျွန်တော်လေပင်တစ်ခုလုံးမိထွက်ကပြေမှုလေးတွေနဲ့ပြည့်ကျက်နေပါတယ်တသက်မှာဒီတစ်ကြိမ်သာဒါမျိုးဖြစ်မှုရပါ ပြည်တယ်နေတဲ့မိဖူတွေကိုတဖူချင်းဘလို့မှဖောက်မရတဲ့အတွက်လက်ငါးချောင်းနဲ့လယ်ဘင်းကိုနှံ့ဆန့်အောင်ကုတ်ချတဲ့အခါတဖောက်ဖောက်မြည်တမ်းတဲ့အတူမိဖူတွေကပေါက်ထွက်ပြီးလယ်ဘင်းတစ်ခုလုံးပြည်စားရည်နဲ့ပေးချန်နေတာကိုယခုစာရေးနေတဲ့2018ခုနှစ်6လပိုင်းဆို18နှစ်နဲ့6လကံကြာခဲ့တဲ့အခုချိန်ထိအောင်ထင်ရှားစွာအမှတ်ရနေပါတယ်။နောက်ထပ်အမှတ်ရစရာတစ်ခုကတော့မန္တလေးထောင်တိုက်ထဲရောက်တာ မကြသေးချိန်ကအဖြစ်ပြက်တစ်ခုပါ။တိုက်မှတ်၄တိုက်မှနေရချင်း မနက်9နာရီခန်းဆိုရင်တတိုက်ပြီးတတိုက်လူခွဲလို့ရေချိုးကြပါတယ်။အဲ့ဒီခေတ်အဲ့ဒီအချိန်ကကျွန်တော်မှတ်မိသလောက်ကတော့အင်းဆိုင်ထောင်တိုက်ခန်းနေတာမကမန္တလေးထောင်တိုက်ခန်းနေအပါဝင်အိတ်ဆောင်တွေအားလုံးကအကျဉ်းသားအချုပ်သားတွေဟာတနေ့ကိုတစ်ချိန်သာရေချိုးကြရတာပါ။အခန်းလူကြီးတချို့နဲ့ပေါက်ပေါက်ရောက်ရောက်ရှိသူတွေဟာမနက်ပိုင်းမိန်လာထမ်းသူအညစ်အကြေးလောက်ကင်သူတွေနဲ့ရောပြီးရေချိုးရတာပါ။တရားဝင်မိန်လာထမ်းသူတွေကလွဲရင်အခြားဘသူမှရေချိုးလို့မရပါဘူး။ ကျွန်တော်နေတဲ့အမှတ်၄တိုက်ဟာအခန်း9ခန်းတာရှိတဲ့အတွက်ခဏတာလမ်းလျှောက်ဖို့အကျယ်ဝင်းဟာအနန်း၁၀ပေခန့်အလျားအရှိ56ပေသာကျယ်ဝင်းပါတယ်။နေ့လယ်၂နာရီ၃နာရီလောက်ဆိုတိုက်ခန်းတကဖွင့်ပေးပေမဲ့နေပူချိန်ပြင်းလွန်းတဲ့ပူရက်တံအိုက်တဲ့တံကိုမခံနိုင်တဲ့အတွက်အခန်းတစ်ခန်းကိုတအိုးပေးထားတဲ့တောက်ရည်ဦးတွေရဲ့ရေကိုတောက်ရည်ခွက်သေးသေးလေးနဲ့နည်းနည်းချင်းခတ်လို့ခေါင်းမော်ကနေလောင်းချတာအပူတံတက်တာအောင်လုပ်ကြပါရစေ။တိုက်ခန်းအတွင်းမှာနေထိုင်သူတွေအားလုံးဒီပါ နေ့လယ်နေပူချိန်ကြီးမှာ ဒီလိုနီးနဲ့ရေချိုးကြပါတယ်။ဘသူတဦးတယောက်မှအပူရှက်တာဖြားနာတာကိုမတွေ့ဘူးပါဘူး။တိုက်ခန်းတခန်းကိုအကျဉ်းသားတယောက်နေသည်ဖြစ်စီ၊နှစ်ယောက်နေသည်ဖြစ်စီ၊သုံးယောက်နေသည်ဖြစ်စီတောက်ရီတအိုးသာပေးထားတယ်။မနက်တစ်ချိန်၊ညနေတစ်ချိန်ရေအိုးကိုရေလာဖြည့်ပေးပါတယ်။ထောင်ကြသည်ဖြစ်စီ၊အချုပ်သားအသည့်ဖြစ်စီ၊ငွေမပေးနိုင်သူ၊ဘာရုပ်မှမပေါက်တဲ့သူ35ဆိုသူတွေကိုတိုက်ပေါင်စင်ပဲခေါ်ခေါ်တိုက်ပေါ်တာပဲခေါ်ခေါ်အဲ့ဒီသူတွေက ရေးဖြစ်ပြီးကြရပါတယ်။နောက်ထပ်တစ်ခုကတော့2013ခုနှစ်နောင်ချိုဟုတ်ခိုရေဘတ်စခန်းမှာမိုးရသည်အလုလုကြရတဲ့အကြောင်းပါ။မနက်မိုးလင်း6:30မိနစ်ကနေမိုးရထဲမှာတန်းစီအလုနေရာဖြစ်တဲ့ရှေ့တန်းလုပ်ငန်းခွင်ကိုရောက်ဖို့မိုးရထဲမှာကိုစီလုပ်ငန်းသုံးပစ္စည်းလေးတွေထမ်းလို့လွတ်နေတဲ့လက်တစ်ဖက်ကိုလက်တွဲကြရပြီးဘလို့မှမလုံခြုံနိုင်တဲ့ပလတ်စတစ်မိုးကောင်ခန္ဓာကိုယ်မှာချီနှောင်လို့မိုးရထဲမှာတနေကုန်အလုလုကြရပါတယ်။ မိုးရွာခြင်းမရွာခြင်းဟာကျွန်တော်တို့အကျဉ်းသားတွေနဲ့ဘလို့မှမသက်ဆိုင်ပါဘူးတက်ခွဲတာဝန်ကထောင်မှုကထမင်းစားနားမယ်ဟေးလို့ပြောမှကျွန်တော်တို့ကအလုံနာရတာပါပေ340ပတ်လေတာလဘတ်စာကိုကြုံရတဲ့ပင်မှာချီဝလုံးတိုင်ဆိုင်ပြီးချီလို့ရိုင်းနဲ့နဲ့မလုံမကြုံမိုးကအောက်မှာခက်ညံ့ညံ့အရသာမရှိတဲ့ထမင်းဟင်းကိုစားကြရပါတယ်ထမင်းစားအနာယူချိန်ဟာတနာကြီးဖြစ်ပါတယ်တနာကြီးပြည့်တာနဲ့အလုတ်စတင်ပြန်ပြီးတော့လုပ်ကြရတယ် ်အများအားဖြင့်တော့နေ့လယ်အလုတ်စတင်ချိန်တွေဟာနေ့ကင်းတနာရီကအချိန်တွေဖြစ်တယ်နနက်ကင်း6နာရီကျော်နောက်တန်းစကန်တန်ဆူးကျိုးဝင်းထဲမှာတန်းစီထိုင်ရချိန်ကနေစပြီးမိုးဆူလိုက်တာဆိုတာတနေ့ကုန်ပါပဲအလုတ်စော့စော့သိရင်ညနေ4နာရီနောက်ကြသိရင်တော့ညနေ9နာရီအထိမိုးရင်ကာလတွေမှာမိုးဆူကြီးနဲ့တနေ့ကို10နာရီ17နာရီခန့်ဒုက္ခခံခဲ့ကြရပါတယ်ဒီလိုတနေ့ကုန်မိုးရေထဲမှာအဝိရေဆိုးတွေနဲ့လှုပ်လှုပ်ကြရတာဟာမိုးရင်ကာလရက်အတော်များများပါပဲ အချင်းဦးစီးဌာနကထုတ်ပေးထားတဲ့လေးပေပတ်လည်လောက်ရှိတဲ့မိုးကပလတ်စတစ်အပားလေးဟာကျွန်တော်တို့ရဲဘက်တွေအတွက်မိုးမဆိုအောင်လုံခြုံမှုမပေးနိုင်သလိုခိုင်ခန့်မှုလည်းလုံးဝမရှိပါဘူး။မိုးရင်းကာလနေ့စဉ်နှီးပါသည်မမိုးရေထဲမှာ တနေ့ကုန်အလုတ်လုံနေကြရတဲ့ကျွန်တော်တို့ရဲဘက်တွေအများစုဟာဖျားနာခြင်းနေထိုင်မကောင်းခြင်းဆိုတဲ့ကျန်းမာရေးချွတ်တဲ့တာတတော်နဲလွန်လာပါတယ်။ရဲဘက်မှာနေထိုင်စဉ်ကာလမှာရော အခုအပြင်လောကမှာပါကျွန်တော်မကြာခဏတွေးမိစဉ်းစားမိပါတယ်။ ဒီလောက်တနေကုန်မိုးရွာထဲမှာအလောက်ကျန်းလုံနေရတာအဆူစဲအကျိမ်းအမောင်းအရိုက်အနှက်တွေနဲ့စိတ်ဆင်းရဲစွာအလုံလုံနေကြရတာကိုဘာကြောင့်များနေထိုင်မကောင်းဖြစ်တဲ့သူနေရတာလဲစဉ်းစားမိလိုက်တိုင်းအံ့ဩမိပါတယ်ကျွန်တော်ကရန်ကုန်သားတစ်ယောက်ပါအင်းစိန်ထောင်တိုက်ထဲမှာနှစ်နှစ်ခွဲနေလိုက်ရလို့အသားရေနှုတ်သွားပေမဲ့မန္တလေးထောင်လိုပူပြင်းလာတဲ့အရက်ဒေသမှာ၁၀နှစ်လေးလာနေလိုက်ရတဲ့အခါမှာတော့အပူဒဏ်ကိုတော်တော်ခံနိုင်သွားပြီထင်တာငင်းကြံတာကိုလည်းရောက်ဝော မန္တလေးရဲ့နေပူချိန်ကိုမြင်းချံတွေရသည့်ပူပြင်းမှုကပြင်းထောင်ပြင်းသေးတယ်လို့ဆိုသလိုဖြစ်သွားပါတယ်။မြင်းချံတောင်ဆိုတာအိမ်ဆောင်လေးမှာအုတ်နေရန်ကာထားတာမျိုးမရှိပဲတက်သားတသာတန်းနေနေတာအဆောင်ခန်းဖွဲ့စည်းခွဲခြားထားတာဖြစ်တဲ့အတွက်နေညအရက်လေးမျက်နှာကိုမြင်တွေ့ရတာကောင်းမိမယ်လေဥတုသုံးပါးစလုံးရဲ့ထံကိုခံစားရပါတယ်။နေရသည်ဆိုရင်တက်သားကျန်းကင်းနေရာပူလောင်လုံးလို့မထိုင်နိုင်လောက်အောင်ပူလုံးတဲ့အတွက်နေ့လယ်ပိုင်း7:00နာရီကနေ2:00နာရီအထိအနားယူချိန်မှာ အိတ်ဆောင်အပေါ်တက်ကသူတွေအကုန်လုံးအောက်ထပ်မှာတွားရောက်နေထိုင်ကြရပါတယ်။အောက်ထပ်ဆိုတာအပူတံတက်တာပါတယ်။နွေရာသီညနေခင်းရေချိုးချိန်ဟာအများအားဖြင့်ညနေ၄နာရီခန့်ဖြစ်ပေမဲ့တနေကုန်နေပူမိထားတဲ့ရေတွေဟာတတော်လေးကိုပူပါတယ်။ဒီရေပူပူတွေကိုမှမချိုးရင်အခြားချိုးစရာရေလည်းမရှိတဲ့အတွက်ဒီရေကိုပဲချိုးကြရပါတယ်။ဒီဖြစ်ပျက်ကတော့ငင်းကြံတောင်ကအကျဉ်းသားတွေရဲ့နွေရာသီမှာခံစားရတဲ့ဒုက္ခတစ်ခုပါ။ ရရာတီမှာအများအပြားလေရညိနေပေမဲ့လေတိုက်ပြီးဆိုတာနဲ့တဲမှုံနေရလူခန္ဓာကိုယ်မှာများစွာလာကပ်နေတယ်လို့အခန်းတာတာတန်းနေကြမ်းမြင်တွေမှာလဲတဲတွေဖွဲ့ဖွဲ့လုံနေတာငင်းချန်တောင်မှာမိုးရင်ကာလာဆိုရင်လဲထောင်တန်းနှစ်100ကျော်တတန်းရှိတဲ့အင်္ဂလိပ်လက်ထက်ကစောက်တဲ့ထောင်ဖြစ်တဲ့အတွက်သွမိုးတွေကပေါက်ပြဲကမိုးယိုလို့အလဲကောင်တက်တဲ့မှာအုံမိုးထားတဲ့ခေါင်ကတွတ်တွေဟာလဲဆွေးမြေပြီးတော့မိုးရေတွေအဆက်မပြတ်ကြနေတာအမြဲပါပဲမိုးရင်ကာလာလေတိုက်ပြီးဆိုရင် အရှိအနောက်တောင်မြောက်အရက်လေးမျက်နှာကနေဘယ်ဘက်ကိုပဲလေတိုက်တိုက်မိုးရေတွေဟာအခန်းတစ်ခုလုံးရွှဲဆိုလို့ညာဆိုရင်ဘလို့မှအိတ်လို့မရကြပါဘူးမိုးနေနေရွာရင်တော့မိုးပေါက်နဲ့ဝေးရာတွေမှာစုပြုံပြီးတော့အိတ်ကြပေမဲ့မိုးပြင်းထန်စွာရွာပြီးဆိုရင်တော့လေပြင်းတိုက်ပြီးဆိုရင်ကျွန်တော်တို့အကျဉ်းသားအားလုံးကိုယ့်အိယာလက်ကလေးတွေကိုလိတ်လို့တညာလုံးငုတ်တုတ်ထိုင်နေကြရတာဟာမြင်းချန်တောင်အပေါ်တက်မှာနေခဲ့ကြဘူးတဲ့အရင်ခေတ်ကအကျဉ်းသားတွေပါဆောင်းတွင်ကာလာဆိုရင်လေတက်သားတသားပဲရှိတဲ့တန်းတွေဟာ လေတလဟောတိုက်တဲ့အတွက်အရန်ကိုအေးလွန်ချမ်းလောပါတယ်။အခြားထောင်တွေလိုအကာအရံမရှိတဲ့မြင်းချံထောင်ကအကျဉ်းသားတွေဟာယာတိဥဒု၃မျိုးလုံးရဲ့စိုးကျူတံကိုခံစားကြရပါတယ်။ကျွန်တော်တို့လူစိုးလူမိုက်ဘဝနဲ့ထောင်နှစ်ကြီးကြသူမျိုးတွေအများစုဟာအကျဉ်းထောင်အာနာပိုင်းနဲ့အဆင်ပြေအောင်နီးမျိုးစုံနဲ့ပေါင်းတင်ဆက်ဆံပါမှသူတို့အောက်ကြခံအောက်ကျခံမှအကျဉ်းသားအရာရှိဆိုတဲ့ယာတုတစ်ခုခုကိုရရှိမှာပါ။ဒီလိုမှမဟုတ်ပဲအကျဉ်းထောင်အာနာပိုင်းတွေကိုမခံလေးစားနေထိုင်ပြီး သူတို့ရဲ့ဟာကွက်တွေကိုထောက်ပြနေရင်တော့ဘာယာရူးမှရဖို့မစင်စားလိုက်ပါနဲ့။တွင်ဝင်ရင် ကောင်းကောင်းအရိုက်ခံရမှာပါ။ကျွန်တော်ကတော့ကံကောင်းလို့အချင်းထောင်ရဲဘက်စခန်းတွေမှာကြီးမားစွာနှိပ်စက်ညံ့မှန်းမှုကိုမခံခဲ့ရပါမိလေ။တထောင်ပြီးတထောင်ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။နောက်ဆုံးနေခဲ့ရတဲ့ရှမ်းပြည်မြောက်ပိုင်းနောင်ချုံမြို့နယ်ဟိုကိုရဲဘက်စခန်းမှာမယိုးနိုင်တဲ့ဒုက္ခအသည်တွေကိုခံစားခဲ့ရပြန်ပါတယ်။ရှမ်းပြည်ဆိုတာ အေးပိုင်းဒေတာဖြစ်တဲ့အတွက်နေထိုင်လောက်ကန်ရတာအဆင်ပြေလောက်တယ်လို့တွေးထားတယ်ကျွန်တော်အတွေ့အာလုံးဝမှားတယ်ဆိုတာအဲ့ဒီချိန်မှာသိခဲ့ရပါတယ်ရန်ကုန်နေရသည်ထပ်ပို့ပြီးတော့ပူပြင်းတာမန္တလေးပါမြင်းကြံမြို့ရဲ့အပူချိန်ကမန္တလေးထပ်ပို့ပြီးတာပါတယ်ဒါပေမဲ့ရှမ်းပြည်ရဲ့အပူချိန်ဟာကြောကွဲမတက်ခံစားခဲ့ရပါတယ်နေပူထဲမှာအလောက်ကုန်းလောက်ရလို့လားတော့မသိပါဘူးရောက်ခါစားမှာခံစားရတာကတော့ကြောကုန်းကိုမီးနဲ့ဆိုင်နေတယ်လို့စိတ်ထဲမှာခံစားရပါတယ် ရမ်းပြည်နယ်အေးပိုင်းဒေသရဲ့နွေရာသီအပူချိန်ဟာအပူဆုံးအဆိုးဆုံးလို့ထင်မိပါရယ်တနေကုန်နေပူထဲမှာလှုပ်လှုပ်ကြရတဲ့ကျွန်တော်တို့အကျဉ်းသားရဲဘက်တွေညနေပိုင်းအလုတ်သိမ်းချိန်မှာရေချိုးစစ်မဲ့ဟေးလို့တက်ခွဲတက်ကြက်ကအမိန်ပေးလိုက်ချိန်မှာကျွန်တော်တို့ရဲဘက်တွေကရှေ့တန်းလုပ်ငန်းခွင်မှာတုံးတဲ့လုပ်ငန်းထုတ်ပစ္စည်းတွေခြာပြီးရေကန်ထဲကိုအလူအရက်ပြေးစင်သူခုံချသူနဲ့အများဆုံးရေချိုးကြပါရယ်ရေကန်ထဲကိုခုံချသူဖြစ်စေရေကန်ထဲကိုဖြင်းညှင်းစွာဆင်းသူဖြစ်စေ ကျွန်တော်အမြဲတတိထားမိတာကတော့တရှဲရှဲမြည်တဲ့အတန်လေးပါကျွန်တော်တို့ရေဘတ်တွေတနေ့ကုန်နေပူမိထားကြလို့ခန္ဓာကိုယ်တွေအပူချိန်များပြားနေချိန်မှာရေနဲ့ထိတွေ့လိုက်တဲ့အတွက်အပူနဲ့အေးထိတွေ့တဲ့အတန်လေးပါပပဲပုံမှာမိခင်ထားတဲ့တန်တဲ့ပစ္စည်းကိုရေထဲကိုချလိုက်လို့မြည်တဲ့အတန်တိုင်းပါပဲအတန်ကတော့တပုံစံနဲ့ပါကျွန်တော်စာဖတ်ပရိသတ်တွေကိုပြောပြချင်တာကတော့လွတ်လပ်တဲ့အပြင်လောကမှာထမင်းစားရင်ဇပလုံးပါတာကိုဘသူမှမကြိုက်တယ်လို့စားလည်းမစားကြပါဘူး ကြောက်ခဲလုံးလေးတွေတဲတွေဇပလုံးတွေများစွာပါတဲ့ထမင်းကိုစားတဲ့ကျွန်တော်တို့တွေဥတက်ပေါက်တယ်ဆိုတဲ့ယောဂါဘာကြောင့်များမဖြစ်တာလဲလို့ပြောပြချင်တာပါအပြင်ဘက်မှာနေရာဒီဆိုရင်လဲနေပူတွေမထွက်ကြတာနဲ့မဖြစ်မနေအပြင်ကိုသွားလို့နေပူတွေကပြန်လာရင်တော့ရေကိုချက်ချင်းမတောက်တာတို့ခြေတော့ကိုရေမဆေးရတာတို့အပူရှက်မယ်လို့ဆိုတာတွေနဲ့အပြင်လောကကလူတွေဒီလိုမျိုးစိုးရိမ်စိတ်တွေရှိနေပေမဲ့လဲရဲဘက်တွေကတော့တရှဲရှဲနဲ့ရေချိုးကြလို့ အသူမှအပူမရှက်တာကိုကျွန်တော်အံ့ဩမိတာပါနောက်ထပ်တစ်မျိုးကတော့တနေကုန်မိုးရွာထဲမှာအစူကံအစဲကံအရိုက်ခံပြီးအလုတ်ကိုပင်ပန်းကြီးစွာလုတ်ကင်ကြရတဲ့ရဲဘက်စခန်းတွေကအကျဉ်းသားတွေဟာမဖြားမနာကြပဲအပြင်ကလူတွေကတော့မိုးလေးနည်းနည်းမိတာနဲ့အ мян ဆုံးအဝတ်လဲပြီးနွွဲ့နွွဲ့ထွေးထွေးနေကြစေးတောက်ကြနဲ့ဖြစ်နေသလောက်ပါရာစီတမောတလုံးတောင်မတောက်ရတဲ့ရဲဘက်စခန်းကအကျဉ်းသားတွေကတော့အေးအေးဆေးဆေးကျမ်းမာရေးကောင်းလျက်ပါပဲဆိုတာစာဖတ်သူများကိုကျွန်တော်ရဲ့အတွေ့အကြုံလေးကို ပြပြကျင်တာပါ စာဖတ်သူများကိုလေးစားစွာဖြင့်အင်းစိန်အောင်ဆိုဟုတ်ကဲ့ပါအခုလိုအဆုံးထိလိုက်ပါနားဆင်ပေးကြတဲ့တော်လန်ပြည်သူများနဲ့ကလစ်ကာပေါင်းတူဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရစေဗျာโอเคနောက်ပိုင်းမှာပြန်ဆုံကြမယ်နော်ဒါနောက်ဆို ာတရားညတာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေဂျာနောင်ဆုံးပြရမယ်ဟေးဒီနေရာတရားညတာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ